Hello အားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့မြူသိန်းကျော်ပါကျွန်တော်က2021ခရီးကအခုချိန်ထိကျွန်တော် freelance web developer တယောက်အနေနဲ့ရပ်တည်လာတာဗောနော်အခုချိန်ထိပဲအဲ့တော့ဒီနေ့ကျွန်တော်ပြောပြချင်တာက freelance developer တယောက်လုပ်ရတာကောင်းလားမကောင်းဘူးလားအာဘလို့အခက်အခဲတွေရှိလဲအဲ့အကြောင်းလေးကိုကျွန်တော်ပြောပြမယ်ဗောနော်အာအဓိကဖြစ် freelance developer လုပ်တာရဲ့ကောင်းတဲ့အချက်တွေနဲ့ဆိုးတဲ့အချက်တွေကိုကျွန်တော်ပြောပြမယ်ဒီအချက်တွေအားလုံးကကျွန်တော်ရဲ့ တကယ် personal point of view ကနေပဲကျွန်တော်ပြောမှာပေါ့နော်အဲ့တော့တခြားသော freelancer တွေနဲ့အာမတူတာလည်းဖြစ်နိုင်နေပေါ့နော်သူတို့ရဲ့ဒီလုပ်ငန်းတွေပေါ်မူတည်ပြီးတော့ပေါ့နော် Okay ဆက်လိုက်အောင်ဗျာကျွန်တော်တို့ဆိုးရဲအချက်လေးတွေကနေတွားရအောင်ဗျာနော်ပထမဆုံးတစ်ချက်ကလိုအပ်ချက်အရင်များတာပါလိုအပ်ချက်အရင်များရဆိုတာ freelance တယောက်လုပ်တော့မယ်ဆိုရင်အာဒီကုတ်ရေးတက်ရုံနဲ့ပဲမရဘူးဗျာကုတ်ရေးတက်ရုံနဲ့ပဲမရဘူးကွာ marketing လည်းလုပ်တတ်ဖို့လိုတယ်ပြောဆိုဆက်ဆံတတ်ဖို့ကလည်း ာလိုသေးတယ်ပြီးွားရင်အာဒီကိုရေးတဲ့ application ကိုတကယ် PC ပေါ်တော့အကုန်လုံး deployment လုပ်တဲ့အထိအကုန်လုံးအာချုံးမှုရအောင် service ပေးနိုင်မှုလိုတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ကိုကကုတ်တော့ရေးတတ်တယ် project လည်းကိုမှရှိတယ်ကိုရေးနေပြီဒါပေမဲ့ကိုက server ပေါ်မတင်တတ်ဘူးလို့ပါတော့လိုမျိုးဖြစ်လာပြီဆိုလို့ရှင်ငါရောမယ်ငါငါပြီဆိုလို့ရှင်တို့လည်း charges ပြန်ပေးနေတယ်အဲ့လိုမျိုးကိုယ့်ရဲ့ income တွေကနေအထုတ်ထုတ်ပေးနေရပါဘောနော်အဲ့ဒါတိတ်ပြီးတော့ အာ freelance တယောက်တည်းဆိုအဆင်မပြေဘူးပေါ့နော်အဆင်မပြေအဲ့တော့အဲ့လိုလိုအပ်ချက်လေးအများများတယ်ကျွန်တော်အစောပိုင်းအဲ့လိုတစ်နှစ်9လ10လပေါ့နော်တစ်နှစ်လောက်တော့မရှိပါဘူး9လ10လလောက်မှဆိုကျွန်တော် ကြုံရတယ်ဘာလို့ဆိုတော့ developer တွေကအဲ့လိုတိတ်ပြီးတော့စကားများများပြောလိပြောထားမရှိဘူးကုတ်ရေးမယ်ကျုံးမယ်ဆိုတဲ့လူတွေကများတယ်ပေါ့နော်များတယ်ဆိုတော့အာတိတ်စကားမပြောတတ်ဘူးဗျာဘဝင်လင်းပြောရအောင်စကားမပြောတတ်ဘူးဒါပေမဲ့ အဲ့ဒါ9လ10 9လ10လောက်ကြာတော့ကျွန်တော်တည်လာတယ်ဒါဒီလိုနေလို့တော့အမရတော့ဘူးဘောနော်အဆင်မပြေပဲတော့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးကိုပြောရင်းဆိုရင်လည်းတဖြည်းဖြည်းချင်းတင်ယူလာရတယ်ဘောနော်ပြီး marketing skill တွေကတကူတကောက်ကိုအာတင်ရတယ်ဘောနော် online ကနေပဲဖြစ် YouTube ကနေပဲဖြစ်ဖြစ်အဲ့လိုမျိုးပြန်ပြီးတော့လေ့လာရတယ်တင်ယူရတယ်ဘောနော်အဲ့လိုလိုအပ်ချက်အရန်အာများတယ်ဘောနော် နောက်ထပ်တစ်ခုက income stream မငြိမ်တာပါဒါလည်းကျွန်တော်အစောပိုင်းအဲ့လိုတစ်နှစ်ကျော်ကျော်လောက်ဒီဖြစ်ခဲ့တဲ့ပြဿနာဘောနော် ပုံမှန်လကစားဝင်တဲ့တယောက်ဆိုလို့ရှိရင်ရုတ်တရက်ရုံစင်းလောက်တဲ့သူတွေဆိုရင်အာလစဉ်လတိုင်းဝင်ငွေတစ်ခုဒီဟိုဟာလစားအများတန်းရတယ်ပေါ့နော်ဒါပေမဲ့ developer ဒီ freelance developer တယောက်မှကြတော့မရဘူးအစောပိုင်းမှဆိုကျွန်တော်ပို့ပြီးတော့အာစိုးတယ်ပေါ့နော်အစောပိုင်းမှဆိုပို့ပြီးတော့စိုးတယ်အဲ့လိုမျိုး income stream မရှိတဲ့ဟာအဲ့လိုမျိုးတော်တော်လေးခက်ခဲတယ်ပေါ့နော်တော်တော်လေးခက်ခဲတယ်။ဘာလို့လဲဆိုတော့တစ်နှစ်ကျော်ပြီးတော့မှတစ်နှစ်ကျော်တော့မရှိပါဘူး။တစ်နှစ်လောက်ပဲပေါ့။တစ်နှစ်လောက် ကျွန်တော်အနေနဲ့အဲ့လိုအဲ့လိုဟာဆိုခက်ခဲခဲ့တယ်ပေါ့နော်အဲ့တနေ့ကတော့ခုနပထမပြောတဲ့အဲ့လိုမျိုးအာ marketing နဲ့ပတ်သက်တာတွေလို့ပြောဆိုမတက်တာတွေအဲ့လိုမျိုးဟာတွေလည်းပါတာပေါ့နော်အဲ့ဒါကြောင့်လည်းပါတယ်လို့ဒါခက်ခဲတယ်ပေါ့နော်အစောပိုင်းကာလတွေမှာနောက်ထပ်တစ်ခုက freelance developer တယောက်ကပျက်စီးလွယ်တယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်တစ်ခုကကိုယ်လုံးမှကိုယ်ပတ်စံရမှာဗျာ။ ပြီးတော့အားလက်တဲ့ချိန်တွေအရန်များတယ်ဗောနော်အားလက်တဲ့ချိန်တွေအရန်များတယ် freelance developer တယောက်ကအဲ့လိုဆိုတော့ဥပမာကိုကအလုပ်လုပ်နေတယ်အလုပ်လုပ်နေရင်းနဲ့အပြင်ကနေအပေါင်းသင်းတယောက်ကလိုမျိုးလက်ဖိတ်တောင်းမယ်ပြီးတာတောင်းမယ်စသဖြင့်ခွင့်အပြင်တအားသွားခြင်းတယ်ဗျာသွားခြင်းတယ်အဲ့လိုမျိုးအခက်ခဲရှိတယ်အခါကျရင်အများစုကလို့သွားတက်ကြတယ်ကျွန်တော်လည်းအစောပိုင်းတော့ကသွားလိုက်တာပဲလို့မသိဘူးဗျာဒါပေမဲ့နောက်မှတဖြည်းဖြည်းတည်ခဲ့တာဗောနော်အဲ့ဒါကြီးထိန်းထားမှရတယ်ကိုက freelance developer တယောက်လုပ်တယ်ဆိုပြီးမဲ့လည်းအဲ့လိုကိုရဲ့ လုပ်ငန်းကိုအဲကိုကိုလုပ်ငန်းကိုကုမ္ပဏီတစ်ခုအနေနဲ့သဘောထားပြီးတော့ငါပဲချိန်မှာရုံးတက်မယ်ပဲချိန်မှာရေလို့ရုံးစင်မယ်အဲ့လိုမျိုးလေးလုပ်နိုင်ရင်အာပို့ပြီးတော့ကောင်းတယ်ပေါ့နော်မဟုတ်လို့ရှင်ခုနကလိုလိုအားပျက်စီးလွယ်တယ်တော်တော်လေးအဲ့ဒါအစောပိုင်းမှာတော်တော်ကြုံရတယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းချင်းကျွန်တော်ပြင်ယူလာတာပေါ့နော်အဲ့ဒါ self control နဲ့လည်းအများကြီးဆန်နေမယ်ဗျာနော်နောက်တစ်ခုကတော့တိတိတသာကြုံရတဲ့ဟာပေါ့နော်အရန်ပြင်မယ်ပါလေ ပင်ပန်းနေကုမ္ပဏီတွေဘာတွေမှာအာကိုက developer လုပ်တယ်ဆိုကုတ်ပေးကြီးရဆိုဟိုပင်တော့ပင်ပန်းနေကြဒါပေမဲ့ဟိုအရင်ကတော့မပင်ပန်းဘူးဒါပေမဲ့ freelance လုပ်ရပြီဆိုရင်ကိုရဲ့ကိုက project ကုတ်လည်းရေးရတယ်ပြီးရင် data collecting တွေလုပ်ရတယ်ပြီးရင် database design တွေဘာတွေညာတယ်အဲ့လိုဒီနည်းပညာနဲ့ပတ်သက်တဲ့ဟာတွေရောပေါ့ဗျာအကုန်လုံးအစလာရအကုန်လုံးကိုတယောက်တည်းရပဲလုပ်ရတယ်အဲ့လို customer complaint ကလာတယ် တစ်ခါကျတော့အာအာယုံနောက်တာဗျာလို့တအားပင်မနေစိတ်ပိုင်းဆိုင်ရာပေါ့နော်တော်တော်လေးကိုအာပင်မနေပေါ့နော်အဲ့ဒီအဲ့ဒီခါလေးတခုတော့တော်တော်လေးခံနိုင်ရရှိဖို့လိုတယ်လို့ကျွန်တော်ထင်တယ်အများအဖြစ်အဲ့လိုမျိုးမခံနိုင်ကြလို့ freelance မလုပ်ကြတဲ့သူတောင်ရှိမလားပဲဘာလို့ဆိုကျွန်တော်ကိုယ်တိုင်တော့တော်တော်လေးပင်မနေပေါ့နော်အဲ့ထဲမှာမှကိုက skillful ဖြစ်မနေဘူးဆိုလို့ရှင်ပိုဆိုးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ freelance လုပ်မယ်ဆိုလို့ရှင်အဲ့တန်တော့ခံနိုင်မှရမယ်ပြီးရင်ကိုယ့်ကိုယ်တကယ် အာစကေးတွေအများကြီးဖြည့်ထားဖို့အရေးတကြီးလို့လဲပေါ့နော်ကဲအခုကျွန်တော်တို့ကောင်းတဲ့ဟာလေးတွေဆက်ပြီးတော့အာပြောရအောင်ကျွန်တော်ပြောခဲ့တယ်လာစာအဲ့လိုမျိုး income stream မမြင်ဘူးပေါ့နော်ဒါမဲ့ဒါကအစောပိုင်းမှာဖြစ်တဲ့ပြဿနာဗျာအစောပိုင်းဆိုအဲ့လိုတစ်နှစ်လောက်မှာဖြစ်တဲ့ပြဿနာဒါပေမဲ့အဲ့တစ်နှစ်ပြီးသွားလို့ကိုက client တွေလေးတွေလည်းရလာပြီခုနလို quest key ရှိတဲ့လူတယောက်အဲဥမာ project တစ်ခုလုံးကိုကအစအဆုံးတောင်းရင်ယူနိုင်တဲ့လူတယောက်ဆိုလို့ရှင် ဟိုပုံမှန်လက္ခဏာဝင်တဲ့အတွက်အများကြီးပြဿနာပို့ပြီးတော့အာရပါတယ် project တစ်ခုဆိုလို့ရှင်ဒေါ်လာ250လောက်ကနေအာစပြီးတော့ကျွန်တော်တို့ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒါတော့မဟုတ် quality မရှိဘူးပေါ့နော် project ကသူ့ရဲ့ system ဘယ်လောက်ရှုပ်ထွေးလဲဆိုတဲ့ဟာတွေပေါ့မူတည်ပြီးတော့ဒါအာဈေးကိုဖြတ်ဖြတ်ရတာဆိုတော့လေဒါပေမဲ့တကယ်ကိုကအာတကယ်တေချာလေးလောက်သွားတယ်တနည်းကြော်လောက်အဲ့လို client လေးလည်းရှိပြီဆိုလို့ရှင်တော့ ဟို domain ဝယ်ရခြင်းရှိတယ် server ဝယ်ရခြင်းတွေ main နဲ့ changes တွေရှိတယ် project လေးဟိုဥမာ5ခု6ခုလောက်ဖြစ်လာပြီဆိုလို့ရှိရင် လာစဉ်အဲ့ဟာထွက်လာတဲ့ဒေါ်လာလေးတွေနဲ့ဟိုတော်တော်လေးများနေပြီပေါ့နော်များနေပြီခုနကလို့ကျွန်တော်ပြောတဲ့ဒီ hosting ဝယ်တဲ့ကိစ္စလေးတွေပါလေးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကလည်းရတဲ့ပတ်စံတော်တော်လေးအာများတယ်ပေါ့နော်လာစာဒါကတော့ကျွန်တော် project ရည်တဲ့ amount မပါသေးဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်အကြိုက်ဆုံးပါအကြိုက်ဆုံးတစ်ခုဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟို ခေါင်းစဉ်ကျွန်တော်ပြောရမယ်ဆိုရင်တခြား business တစ်ခုပါကျွန်တော်တွဲပြီးတော့လုပ်နိုင်တယ်ပေါ့နော်တွဲပြီးလုပ်နိုင်တယ်ကျွန်တော်တို့ကအဲ့လို freelance တွေအားလက်ချင်ရှိတယ်ပုံမှန်ဒီရုံးတဲ့ရုံးစင်းတွေတက်ပို့ပြီးတော့လွတ်လပ်တယ်ဗျာအာရုံးမှဆိုလို့ရှင်အာသူဒီရုံးကအလုပ်မလုပ်ပဲနဲ့တခြားလုပ်တွေလုပ်တယ်ဆိုလို့ရှင်နည်းနည်းလေးပြဿနာလေးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ freelance ကျတော့အဲ့ဒါကြီးစိတ်ပူလုံးဝစိတ်ပူစရာမလိုဘူးအဲ့တော့တခြားဟာလေးလုံးလုံးလည်းလုံးလို့အာရတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒီရုပ်ကနေပစ္စည်းလေးတွေမှာပြီးတော့ online shopping လေးတွေဘာလေးတွေကျွန်တော် အာလုပ်တယ်ပေါ့နော်အဲ့လိုမျိုးတခြား business လေးတွဲတွဲပြီးတော့အာလေ့လာလို့ရတယ်လုပ်လို့လည်းရတယ်ပေါ့နော်ဒါအရင်မိုက်တဲ့တစ်ချက်ပေါ့နော်ကျွန်တော်တို့အရင်ကြိုက်တဲ့တစ်ချက်ပေါ့နော်နောက်တစ်ခုကခုနလိုမျိုးပဲအချိန်လေးပိုရတယ်လွတ်လပ်တယ်ဆိုတော့တခြားသောကျွန်တော်တို့သိကျင်တဲ့ technology နဲ့ဆိုင်တဲ့အကြောင်းအရာတွေအာလေ့လာလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုကျွန်တော်လေ့လာမိတဲ့ဟာတွေကျွန်တော် MM Cobra မှာကိုယ့်စီအနေနဲ့၎င်းအာအရင် event concept တွေရောက်လာပြီဆိုကိုယ်စီရောင်းတာဖြစ်ဖြစ်အဲ့လိုမျိုးအာလုပ်တယ်ပေါ့နော်အဲ့လို အများကြီးလေ့လာလို့ရတယ်ဗျာကျွန်တော်လေ့လာရတာလည်းလို့ဝါသနာအာပါတဲ့အထဲမှာပါတယ်ဆိုတော့လေအချိန်ကြီးအများကြီးရတော့အာထပ်ပြီးတော့လေ့လာရတာအရင်လေ့လာလို့အဆင်ပြေတယ်ပေါ့ဗျာအဲလိုနောက်ဆုံးတစ်ခုကမိသားစုနဲ့အချိန်များပေးနိုင်တာပေါ့နော်အရင်ရန်ကုန်မှာကျွန်တော်နေတော့မှဆိုရင်အာတငယ်ချင်းတွေနေတယ်တခါလေးလည်းတယောက်တည်းနေနေတယ်ပေါ့နော်အဲခါကျရင်အာတိတ်ပြီးတော့အဆက်ဆံမရှိဘူးဗျာနည်းနည်းတွေးအေးတယ်ပေါ့နော်ကိုမိသားစုနဲ့ကို မဲ့အခုကျွန်တော် freelance လုပ်ပြီးတော့ရှမ်းပြည်မှာကျွန်တော်လာနေနေရပါတော့ရှမ်းပြည်မှာကိုအဖေနဲ့အမေအိမ်မှာပဲနေနေရဆိုတော့တော်တော်လေးတော်တော်လေးတိတ်တာတယ်ပေါ့ဗျာအဲ့ဒီအပြောင်းလဲရတယ်ရန်ကုန်မှာနေတဲ့ပုံစံနဲ့ဒီမှာနေတဲ့ပုံစံနဲ့နောက်ဆုံးစားတောက်တာစားအာတော်တော်လေးတည်တာတွေပေါ့နော်โอเคအဲ့တော့ဒါဒီနေ့ကျွန်တော်ပြောသွားရတဲ့ဟာတကယ်ကျွန်တော်ကျွန်တော်စိတ်ထဲမှာပေါ့နော်အခုချိန်ကြီးအဲ့လို feeling အဖြစ်ဆုံးအချက်လေးတွေကျွန်တော်ဆွဲထုတ်ထားတာဗျာတခြားသူတွေနဲ့မတူတာဖြစ်နိုင်တယ်โอเคမတူတဲ့အရာရှိလို့ရှင်လဲ comment မှာ ရေးသွားလို့ရပါတယ်အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြတာပါเนาะ